မိဘပြည်သူများအလုံးမဲ့မင်္ဂလာပါရှင်ကျမတို့ရဲ့အပစင်တင်ဆက်ပေးနေကြဖြစ်တဲ့တရေလာချင်းလာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလည်း internet ပေါ်ကလောက်ချန်တရင်အမှားတွေနဲ့ပတ်သက်ပြီးတော့အချက်လက်တွေနဲ့တကွတရင်အမှားဖြစ်တဲ့အကြောင်းကိုပြန်လည်အသိပေးသွားအောင်ပါပဲဖြစ်ပါတယ်ဒီတစ်ပတ်အသိပေးသွားမယ့်တရင်အမှားအကြောင်းအရာတွေကတော့အတန်တိတ်သူပိတ်ကိုဘသူမှစိတ်မဝင်စားဘူးဆိုတော့မဟုတ်မမှန်တရင်တွေနဲ့ပြည်သူတွေကိုကျင်းထည့်နေတဲ့အကြောင်းရဲ့ NUG ကရွေးကောက်ပွဲအတွက်စစ်ကောင်စီကိုတိတ်တခိုးဆက်သွယ်လို့ PDF တွေပောက်ကွဲနေတယ်ဆိုတဲ့သတင်းမှနဲ့ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေကို AA ရဲ့အထောက်ပံ့ယူထားတဲ့အတွက်ရှောင်တိန်နေရတယ်ဆိုတဲ့သတင်းမှအကြောင်းအရာတွေပါပဲပြီးခဲ့တဲ့ February 10ရက်ကຫນွေဦးတော်လှန်ရေးနှစ်နှစ်ပြည့်တဲ့နေ့ပါပဲအဲ့ဒီနေ့မှာတနိုင်ငံလုံးကအတန်တိတ်သပိတ်ပြုလုပ်ပြီးတော့အတန်ဘတ်စစ်ကောင်စီကိုစန့်ကျင်မှုတွေပြုလုပ်ခဲ့ကြပါတယ် တကယ်ကိုလူတွေလမ်းပေါ်မှာပျောက်သွားသလို Google Traffic Map တွေမှာလည်းလမ်းကြောင်းရှင်းတာတွေပြတဲ့အထိဖြစ်ခဲ့တာပါရန်ကုန်မြို့လိုမြို့ကြီးမှာ အမြဲလိုလိုကားလမ်းပိတ်ပါတယ်ဆိုတဲ့နေရာတွေမှာတော့ကားတွေရှင်းလင်းတဲ့အထိပါပဲအဲ့လိုဖြစ်ခဲ့တာကိုခုံးကွယ်ခြင်းနဲ့စိတ်ကောင်းစီ lobby တွေကမဟုတ်မမှန်သတင်းတွေကိုဖြန့်ပြီးတော့ပြည်သူတွေကိုကျဉ်းထည့်နေပါတယ် ဲ့ဒါကတော့ဖះเจ้าမှာပွဲတွေစီကားနေတဲ့ပုံစံမျိုးနဲ့အတန်တိတ်သပိတ်ကိုပြည်သူတွေစိတ်မဝင်စားဘူးလို့စစ်ကောင်စီ lobby မိုင်းဝေ Telegram channel ကဖော်ပြခဲ့တာပါအဲ့ဒီ post ကို193ယောက်က like လုပ်ထားပြီးတော့ viewer 18100ရှိတာကိုတွေ့ရပါတယ်ဒီเจ้าရကိုတရလာချင်းလောက်ဖွဲ့တွေကစစ်စစ်မှုတွေပြုလုပ်တဲ့အခါမှာတော့ကာလီမေရောဖះเจ้าနဲ့မှာဖွဲတော်လုတ်ခဲ့တာကတော့အမှန်ဖြစ်ပြီးတော့ ေလုံးတဲ့နေရာကိုပဲပေါ်ပြပြီးတော့အတန်တိတ်တပိတ်မအောင်မြင်ဘူးလို့ရေးထားတာကတော့လွဲမှားနေတာပဲဖြစ်ပါတယ်။ဖက်ချက်ရကြည့်မယ်ဆိုလို့ရှိရင်တော့အယောင်ဆောင် တင်ဆက်ချက်တစ်ခုဖြစ်ပြီးတော့အခုလိုမျိုးအယောင်ဆောင်တင်ဆက်ချက်တွေကိုမိဘပြည်သူများအလုံးသတိကြီးကြီးနဲ့ဖတ်ကြဖို့လိုအပ်ပါတယ်။စစ်ကောင်စီလော်ဘီတွေကဘလို့ပုံစံမျိုးနဲ့ပုံဖြတ်ပြီးတော့ရေးသားမှုတွေပြုလုပ်နေပါစေ။ အတန်တိတ်သပိတ်အောင်မြင်မှုကတော့ကဘာကြီးကိုတုံ့လှုပ်နိုင်ခဲ့တယ်လို့ပြောရပါမယ်။အခုတင်ဆက်မှာကတော့ NUG ကရွေးကောက်ပွဲအတွက်စစ်ကောင်စီကိုတိတ်တခိုးဆက်သွယ်လို့ PDF တွေပောက်ကွဲနေတယ်ဆိုတဲ့သတင်းမှလည်းပြည်သူကိုကြင်ထင်နေတဲ့အကြောင်းပါ။ Facebook account တစ်ခုဖြစ်တဲ့အနီမချစ်သူကနေပြီးတော့ NUG ကရွေးကောက်ပွဲအတွက်စက်ကောင်စီကို တိတ်တခိုးဆက်သွယ်လို့ PDF တွေပောက်ကွဲနေတယ်ဆိုတဲ့သတင်းမှကိုတင်ပြီးတော့ပြည်သူတွေကိုကျဉ်းထည့်နေပါတယ်။ NLD ကိုထောက်ခံအားပေးတဲ့သူလိုမျိုးကလေးတယောက်ပုံကို profile ပုံအဖြစ်အသုံးပြုထားပြီးတော့ account တစ်ခုကနေအခုလိုမျိုးမဟုတ်မမှန် post ကိုတင်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ NUG နဲ့ PDF တွေကိုသွေးကွဲစေခြင်းနဲ့သဘောနဲ့အခုလိုမျိုးမဟုတ်မမှန်ရေးသားမှုတွေပြုလုပ်ထားတာပါ။ဓာတ်ပုံတွေမှာလည်း PDF တွေကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြစာသားတွေကန်ဆွဲထားတာကိုပြုပြင်မှုတွေလုပ်ထားပြီးတော့ NUG ကိုပဲဆန္ဒပြနေသေးအောင်ဖန်တီးလုပ်ကြံထားတာပါ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအကြံပေးစစ်ကောင်စီကပြုလုပ်မဲ့တရားမဝင်အတွေ့အကြုံရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့စန့်ကျင်ကန့်ကွက်ကြဖို့အတွက်တိုက်တွန်းလှုံ့ဆော်မှုတွေပြုလုပ်နေတာပါ။အဲဒီလိုပြုလုပ်ထားတဲ့ NUG ကိုမှစေကောင်စီနဲ့တိတ်တခိုးဆက်သွယ်နေတယ်လို့ရေးရတာကတော်တော်လေးအရှက်မဲ့ပြီးတော့အသိညာမဲ့လို့နေလို့ဆိုရမှာပါ။ဟောစေရေးနိုင်ငံရေးတရမကြီးအဖက်ဖက်မှာရှုံးနေနေတဲ့စေကောင်စီအတွက်သူ့လော်ဘီတွေက မဟုတ်မမှန်သတင်းတွေရေးသားပြီးတော့ပြည်သူတွေကိုကျင်းထည့်နေတာပါပဲ။ ဖက်ချက်ရကြည့်မယ်ဆိုလို့ရှိရင်တော့အစကနေအစအထိလုံးတန်တင်းဆက်ချက်တစ်ခုဖြစ်တယ်လို့ပြောရပါမယ်။နောက်ဆုံးအနေနဲ့ပြောပြပေးမယ့်အကြောင်းအရာကတော့ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေကို AA ရဲ့အထောက်အပံ့ယူထားတဲ့အတွက်ရှောင်တိန်နေရတယ်ဆိုတဲ့သတင်းမှအကြောင်းအရာတွေပါပဲ။ စစ်ကောင်စီရဲ့သတင်းတွေကိုသာ အစင်တစိုက်တင်လေးရှိတဲ့ Western 24 News Telegram Channel ကနေပြီးတော့မဟုတ်မမှန်သတင်းတပုံရေးပြီးတော့ပြည်သူတွေကိုကျဉ်းထည့်နေပါတယ်။အဲ့ဒါကတော့ဒိုက်ပွဲများရန်တက်ပြီးရခိုင်ပြည်နယ်ငြိမ်းချမ်းပွားတော်လဲစစ်ကောင်စီနဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်မှုတွေလုပ်နေတဲ့ရခိုင်သတင်းဌာနကြီးတွေကရှောင်တိန်နေရတယ်လို့ကောင်းစင်တက်ပြီးရေးသားခဲ့တာပါပဲ။သတင်းထဲမှာလည်းအဲ့ဒီသတင်းဌာနတွေက AA ရဲ့နီးစပ်တဲ့နေရာနဲ့ AA ရဲ့အထောက်ပံ့ယူထားတယ်လို့မဟုတ်မမှန်ဆွဆွဲရေးသားထားပါတယ်။ယုံကြည်စိတ်ချရပြီးတော့လွတ်လပ်တဲ့သတင်းဌာနတွေကသတင်းဖြစ်စဉ်အမှန်တွေကိုတင်တဲ့အခါမှာစစ်ကောင်စီနဲ့အကြမ်းဖက်စစ်တပ်ရဲ့ပြည်သူတွေကိုတပ်ဖြတ်နှိပ်စက်တာတွေကိုဖော်ထုတ်ရေးသားမှုကိုစစ်ကောင်စီလော်ဘီတွေကသူတို့ကိုတိုက်ခိုက်နေပါတယ်ဆိုပြီးတော့မဟုတ်မမှန်ဆွဆွဲရေးသားနေရပါတယ်။ အဲ့ဒီ post ကို viewer 2389ယောက်ရှိထားပါတယ်။သတင်းလာချင်းလာဖွဲ့သားတွေကအကြောင်းအရာကိုစစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့လွဲမှားနေတာကိုတွေ့ရပါတယ်။လွတ်လပ်တဲ့သတင်းဌာနတွေက အမြေကိုကင်းစွာနဲ့ရပ်တည်ကြတာဖြစ်ပြီးတော့အခုပေါ်ပြထားတဲ့ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေကလည်းအမြေကိုကင်းစွာနဲ့ရပ်တည်ပြီးတော့ပြည်သူမျက်နှာတစ်ခုတည်းကို ရှေ့ရှုကသတင်းတွေကိုပေါ်ပြနေတာကိုတွေ့ရှိရပါတယ်။ စက်ကောင်စီ lobby channel ကနေပေါ်ပြခဲ့တဲ့ post ကို fact check ရကြည့်မယ်ဆိုလို့ရှိရင်တော့အစအဆုံးလောက်ကျန်တင်ဆက်ချက်တခုဖြစ်တယ်လို့ပြောရပါမယ်။ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့စိတ်ကောင်းစီ lobby တွေရဲ့ရေးသားချက်တွေကို အလွယ်တကူမယုံကြည်ကြဖို့အထူးလိုအပ်ပါတယ်။စိတ်ထဲမှာမရှင်းတဲ့ post တွေသတင်းတွေဖတ်မိတဲ့အခါမျိုးမှာလည်းကျမတို့ရဲ့သတင်းလားကျင်းလား page နဲ့ PPTV ရဲ့ page messenger box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ ကဲဒီလောက်ဆိုလို့ရှိရင်တော့မိဘပြည်သူများအားလုံးတရင်အမှားလားချင်းထည့်ထားတာလားဆိုတာတွေကိုခွဲခြားသိမြင်နိုင်လောက်ပြီးထင်ပါတယ်။မိဘပြည်သူများအားလုံးကိုယ်စိတ်နှလုံးအေးချမ်းကြပြီးတော့တရင်အမှားအန်တီရယ်တွေကနေကင်းဝေးကြပါစေရှင်။